အမျိုးသမီးတွေအပေါ်အကြံဖက်ခံနေရမှုတွေကိုကာကွယ်ဆောင်ရှောက်နိုင်တဲ့ဥပဒေတရက်ပေါ်ထွက်ရေးနဲ့အခြားလိုအပ်တဲ့ဥပဒေပြင်ဆင်ပြောင်းလဲပြဋ္ဌာန်းနိုင်မှုပြောင်းစုလွတ်တော်ဥပဒေပြုရေးရာနဲ့အရက်ဖက်လူမှုအဖွဲ့အစည်းတွေတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်ဒီသတင်းကိုတော့အောင်ကိုကိုလက်ကပေးပို့ထားပါတယ်ရှင်ဆွေးနွေးမှုကိုနေပြည်တော်လွတ်တော်ဝင်အတွင်းကဥပဒေရေးရာဆောင်အိုင်ဝမ်မှာအော်တိုဘာလ10ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပြည်ထောင်စုလွတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌသူရဦးရှိမှန်နဲ့အရက်ဖက်လူမှုဥပဒေစီတွေတွဲဆောင်ဆွေးနွေးခဲ့ကြတာပါ။ ပြည်တွင်မှာအမျိုးသမီးအကြံဘက်ခံရမှုတန်ငယ်မတိုင်းပြုကျင့်ခံရမှုတွေကိုထိရောက်တဲ့ဥပဒေပြဋ္ဌာန်းပြီးအရေးယူတဲ့အကြောင်းဆွေးနွေးခဲ့တယ်လို့အရက်ဘက်လူ့ဘဝကြီးတခုဖြစ်တဲ့ညီမကြီးမြန်မာကဦးအောင်မျိုးမြင့်ကအခုလိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တင်ပြမှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေရှိခဲ့လဲဆိုလို့ရှိရင်ဥပမာကျွန်တော်မီဒီယာဥပဒေမျိုးလူရင်တစ်မျိုးမလူရင်တစ်မျိုးအဲ့လိုဖြစ်နိုင်ဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီတချို့သောဥပဒေတွေကခက်ဆွေးနေတယ်။ပိုလိုတစ်ခါဥပဒေတွေအခုချိန်ကြီးလှုပ်ဆောင်နေတယ်။အဲ ောင်းလဲတင်မှာပြောရဲနောက်တစ်ပိုင်းကတော့ဘလို့ဥပဒေတစ်တည်လို့အလဲအဲ့ဒါကိုကျွန်တော်ဒီကတာပြောပါမယ်ပြီးရင်ကျွန်တော်တက်ငယ်မရင်းမြေသူပါကြံဖတ်မှုနောက်ကကျွန်တော်တို့ကခွဲခြားမှုစန့်ကျင်ရေးအဲ့ဒါနဲ့ပတ်သက်တဲ့ဥပဒေ anti discrimination law တွေလို့အပြောပြောအဲ့တော့တင်ပြမှုကကျွန်တော်တော်များချင်ရတယ်ကောင်းတယ်အမျိုးသမီးပေါ်ကြံဖတ်မှု နောက်တစ်ခါကျွန်တော်တို့အလုပ်ရှင်တဲ့အလုပ်ကမှအငင်းပွားမှုကိစ္စနောက်ပြီးလို့ရှိရင်ကျွန်တော်တို့အာ the media ကိစ္စတွေအဲ့ဒါတွေကိုကျွန်တော်ပို့တော့ကျွန်တော်ပြောတာရှိတယ်။တို့ဒီမှာကျွန်တော်တို့က20လောက်တင်ပြီးမှကျွန်တော်က50လောက်ရှိလို့ပြောတယ်။အဲ့တော့ဒါကျွန်တော်ပြန်ကြည့်မှာပေါ့နော်။တို့စီကဘာတွေလုပ်နေလဲဒါကိုလည်းကျွန်တော်ပြန်ပြီးတော့ရရှိခွင့်ဒါတွေသိချင်လဲတောင်းထားတာရှိပါတယ်။ ရှိရောက်တဲ့ဥပဒေတွေပြင်ဆင်ပြဋ္ဌာန်းနိုင်မှုအတွက်အရက်ဖက်လူအဖွဲ့စည်း30ကျော်တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ကျမတို့အဓိကဥပဒေ20ပြည်မှာဒါဥပဒေရပြင်ဘီလိုနေရာတွေမှာသုံးသပ်ပြန်သုံးသပ်တင်လဲဘာဖြစ်ပြန်ပြီးတော့ထည့်တင်လဲစသဖြင့်ကျမတို့ဆွေးနွေးခဲ့ပါတယ်။ကျမတို့အဲ့ဒီထဲမှာအိုးလို့နေနဲ့ပတ်သက်တဲ့အရင်းအမြစ်ဒီဘလောဘာလို့ဆွေးနွေးဆွေးနွေးတယ်တော့အစ်စ်တီပေါ့အစ်စ်မှာဆိုတော့ဒီ right to education law နဲ့ပတ်သက်တဲ့အဲ့ project လို့ ရာကိုကျမတို့ဒီကံွယ်တဲ့နော်ကိုပေါလိုလို့ခေါ်တဲ့ prevention of violence against women ဆိုရဲ law ကိုကျမတို့ရေးဆွဲနေတာအဲ့ဒီဟာကိုပတ်သက်ပြီးပို့ပြီးတော့ဒီရဲ့များအောင်လို့ account ဖွင့်နိုင်အောင် adopt လုပ်နိုင်အောင်ကျမတို့ဆွေးနွေးကြပါတယ် ဆွေးနွေးမှုရဲ့အလားအလာနဲ့ရလဒ်တွေကိုတော့ပြည်ထောင်စုလွတ်တော်ဥပဒေရေးရနဲ့အထူးကိစ္စရများလေးလာစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌသူရဥရှင်မန်ကအခုလိုရှင်းပြပါဗျ။သူ့ဖွဲ့အတွက်မဟုတ်ပဲနဲ့နိုင်ငံတွေအများပြည်သူတွေလူထုလားစာတဲ့ဖွဲ့လုပ်တဲ့အခါမှာသူ့ရဲ့အောင်မြင်သူ့ရဲ့ထူတာဆုံးမချေရတော့ရှိပါခုနကနိုင်ငံတွေလုံးနဲ့ဥပဒေကြီးဒီတဲ့အခါမှာဆက်ဆံတက်လာနေမှာမမကန်နေလို့ ဥပဒေပေါင်း90ကျော်ကိုခေကလန်နဲ့ကိုင်ညီမှုမရှိွေးပြင်ဆင်ပြဋ္ဌာန်းဖို့အတွက်ဆောင်ရွက်နေတာဖြစ်ပြီးအခုလိုတွေ့ဆုံမှုကလည်းအရက်ဖက်လူမှုအဖွဲ့အစည်းတွေကအကြံပြုတင်ပြခဲ့တဲ့ဥပဒေပေါင်း90ကျော်ဟာလည်းပြင်ဆင်ပြဋ္ဌာန်းရန်စီစဉ်နေတဲ့ဥပဒေ90ထဲမှာပါဝင်နေတယ်လို့သိရပါတယ်ကျွန်တော်အောက်ကိုလည်းနေပြီးတော့တင်ပြပေးဖို့ထားတာပါ